မြန်မာရွှေစည်းအနေငယ်ကြပါတယ်မြန်မာငွေစည်းကလည်းအနေငယ်တကြရှိပါတယ်အလုံးမင်းမင်္ဂလာပါဆိတ်ချင်တာချင်းကိုကြမှာကျင်းနေပြေဆုံးနိုင်ကြပါစေဒီနေ့က16ရက်နေ့6လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော်ချိန်မနက်ပိုင်း09:20ရှိနေပါပြီ ညီမရွှေက15ပဲရေတရသားကို84ဒိန်းနဲ့မှ9000တောင်း16ပဲရေတရသားကိုဆိုင်က ရောင်းနေစီက96ဒိန်း4000တောင်းဆိုင်ကလက်ခံနေစီက98ဒိန်း6000တောင်းနဲ့ပေါင်းစည်းရှိပါတယ်။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက4520ဆိုင်ကလက်ခံနေစီက4450ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ9230တင်ကပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက3460ဆိုင်ကလက်ခံနေစီက3000 440တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ630ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2935ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဘက်ပီချက်ယူသမားတွေကဘက်ငွေ935ဘက်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘက်ငွေ920 ဂျပန်ငွေ3292.25ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ69.38ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3959.95ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1980.33ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှဲငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆို ရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကြိုးပမ်းရှင်းနိုင်ကြပါစေ